အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ခွန်အား channel လေးမှကြိုဆိုပါရစေ။ကျမကတော့စာဖတ်သူနီနီပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆ iam ခင်းနေကြည်သားရေးသားထားတဲ့ချစ်တဲ့သူကိုတတိရတဲ့အခါမြမလေးတွေ့စားစုများဆိုတဲ့စာအုပ်လေးရဲ့နောက်ဆုံးစာပိုင်းလေးပဲဖြစ်ပါတယ်။ ညီမလေးကရောဘာရွေးမလဲညီမလေးရေကိုအတွက်ကိုစူးစမ်းနေသူတွေကိုကိုဘက်ကိုရက်တဲ့လိမ်မျိုးလို့ကဲ့ရဲ့ကြတယ်အတဟိအတနောနာထောတဲ့ကိုကိုကိုအာကိုကိုအတွက်ကိုစူးစမ်းရတာဖះလို့ကြပါကွယ်ကိုဘက်ကိုရက်ကန်နိုင်မှလိမ့်ဟာရှေ့ကိုဆက်နိုင်မှာမဟုတ်လား အပြစ်ကင်းပြီးကောင်းကျိုးဖြစ်စေတဲ့အရာမှန်သမျှဟာကုသိုလ်တရားဖြစ်လို့ကိုကောင်းကျိုးကိုအပြစ်ကင်းအောင်ဆောင်ရွက်တတ်ဖို့သာအဓိကပါကိုအတွက်ကိုကြိုးစားလို့အနာဂတ်ကိုကောင်းမြတ်စွာထမ်းပိုးဖို့ရှေ့ဆက်ပါညီမလေးရေဒီလိုပြောတဲ့အခါအခုခေတ်မှာတုံ့နှောင်းကြတဲ့အတ္တဟိတနဲ့ပရာဟိတဆိုတာကတော့တကယ်အငင်းပွားပွေရပါ့ အများကိုကူညီရင်ကိုဘဝလမ်းကြောင်းကိုဖောက်တင်နေကိုဘဝလမ်းကြောင်းတက်မဲမှအများကိုကူညီတင်နေစတဲ့အငင်းပွားစရာတွေကမိသားစုတွေမှာထမင်းဝိုင်းတွေမှာနေ့စဉ်ပဲမလားငယ်ရွယ်သေးတဲ့ညီမလေးကိုဆိုမိဘနဲ့ဆရာသမားတွေကပိုလို့တောင်တားကြအောင်မှာပါပဲညီမလေးရေဘဲရာကမှန်နေလို့ပြောတာတဲ့ အမတို့တင်ယူလေ့လာရမယ်ဘဝသင်ခန်းစာတွေရှိတယ်အဲ့ဒီဘဝတွေကတော့950ဇန်နိပတ်တော်တွေပဲညီမလေးကြီးဖျားဖြစ်ဖို့အတွက်လေ့တင်ခြင်းနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တဲ့ဘဝတွေကိုပြန်ပြီးလေ့လာသင်ယူရရင်တော့မြတ်စွာဘုရားအလောင်းကြီးဟာဘဝတိုင်းမှာမိမိအကျိုးဆွေမျိုးတွေရဲ့အကျိုးနဲ့လောကအကျိုးကိုဆောင်ရွက်တော်မူခဲ့တယ် ဘယ်အကျိုးကိုပဲဆောင်ရွက်သည်ဖြစ်စေမူလရွယ်ချက်ဖြစ်တဲ့ဖျားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့မူလရွယ်ချက်ပန်းနိုင်ကို မတင်းဆောင်ခဲ့ဘူးနောက်ဆုံးဘဝဖြစ်တဲ့တိတ်တထမင်းသားဘဝမှာတော့ဘလောက်ပြည့်စုံတဲ့လမ်းကြောင်းတွေဖြစ်ပါစေမိသားစုကဘလောက်ပဲတားမြစ်ပါစေမူလရွယ်ချက်ကို မတင်းဆောင်ပဲကိုရတော်တိုင်းထိုးသွင်းသိမြင်အောင် ကြင်ကြံတော်မူခဲ့တယ် ကိုတော်တိုင်ဖျားဖြစ်တော်မူတဲ့နောက်မှသာ လောကကိုကယ်နှင်တော်မူခဲ့တယ်။ညီမလေးတိတ်ကောင်းတဲ့လမ်းကြောင်းတွေကိုရှေ့မှာရှိနေလျက်နဲ့ဘလို့အလိုမျိုးကိုအရင်လှုပ်တင်နေမလှုပ်တင်ဘူးစတဲ့အညစ်ပွားစရာကိုညှင်းနေမဲ့အစားလောကကိုဘလို့ကူညီမှလဲအဲ့လိုကူညီဖို့အတွက်ကိုကရောဘလို့ဘလို့အသင့်ဖြစ်ဖို့လိုတယ်လဲဆိုတာ စစ်ဆေးပြီးလောကကြီးကိုစောင့်ရှောက်ကြရမယ်မဟုတ်လားလောကကြီးကို မောင်းနှင်တာကဉာဏ်ပညာနဲ့ချစ်ချင်းတရားပါပဲတဲ့ဒါကြောင့်လောကကြီးကိုချစ်မြတ်လို့ရင်ဉာဏ်ပညာရှိသောစောင့်ရှောက်မှုတွေနဲ့မောင်းနှင်ဖို့လိုအပ်တယ်ဆိုတာညီမလေးတွေးမိနေမှအမှသိပါတယ်26ရက်တလ2019 ဆင်ခြင်မိသောကျေးဇူးတင်ခြင်းညီမလေးရေကောင်းတာတွေကြုံလာတဲ့အခါတိုင်းကိုကိုကိုကျေးဇူးတင်ပါမကောင်းတာတွေကြုံလာတိုင်းကိုကိုကိုဆင်ခြင်ပါ ကိုကြုံရသမျှအကောင်းဆိုးဟာ ကိုကြောင့်သာဖြစ်တယ်ရှေးကကောင်းလို့အခုကောင်းပါသည်အခုကောင်းနောက်ကောင်းပါလိမ့်မည်ရှေးကဆိုးလို့အခုဆိုးပါသည်အခုဆိုးနောက်ဆိုးပါလိမ့်မည်တဲ့ ပညာရှိသူတော်ကောင်းတွေကအကောင်းအဆိုးနဲ့ပတ်သက်ပြီးအဲ့ဒီလို ဆုံးမခဲ့ကြတယ်။သူတော်ကောင်းတွေဟာကိုကိုကို အမျက်စင်ခြင်းပြီးကြုံလာတဲ့အဆိုးကိုလည်းရှေ့ကဆိုးခဲ့လို့ပဲလို့စင်ခြင်းပြီးသိခံကြတယ်။အကောင်းတွေကြုံလာရင်လည်းကိုကောင်းခဲ့တာကိုကျေနပ်ဝမ်းသာလို့ပိုကောင်းအောင်ကြိုးစားကြတယ်။ဒါကြောင့်မို့ညီမလေးရှေ့ကကောင်းခဲ့လို့အခု ကောင်းရရှေ့ကစိုးခဲ့လို့အခုစိုးရတာမို့နောက်နောက်မှာဆက်ပြီးအစိုးတွေမကြုံရပဲအကောင်းတွေကြုံလာဖို့အတွက်လက်ရှိမှာပိုကောင်းအောင်ကြိုးစားဖို့လိုမယ်ဆိုတာညီမလေးလည်းသိပါတယ်နော်နောက်ပြီးအကောင်အစိုးကိုဒီလိုစင်ကျင်လိုက်တော့လေတဘာသူတွေရဲ့ကို့ပေါ်ကောင်းခြင်းစိုးခြင်းဆိုတာကို စာဖွဲပြီးခန်းစားနေရမယ့်ကိစ္စမဟုတ်တော့မှန်း တိတာလာပြန်တယ်။သူကောင်းလို့ပြန်ကောင်းမယ်။သူမကောင်းလို့ပြန်မကောင်းဆိုပြီးမကောင်းတာတွေကိုဖန်တီးမိရင်အဆိုးတွေထက်ရနေမိလိမ့်မယ်။ဒါကြောင့်ကောင်းတာတွေကိုကျေစုတင်ပြီးပိုကောင်းတဲ့ကံတွေဖြစ်အောင်ကြိုးစားမယ်။ဘသူဆိုးဆိုးကိုယ်ကံတွေမဆိုးဖို့စင်ကျင်ချင်းနဲ့တတိထားပြီးအဆိုးတွေကိုကြော်လာကြအောင်ဆိုညီမလေးရေ အလုံးပိတ်အခန်းလေးလူတိုင်းမှာအလုံးပိတ်အခန်းလေးတစ်ခန်းတော့ပိုင်ဆိုင်သင့်ပါတယ်အဲ့ဒီအခန်းထဲမှာနာကျင်စရာတွေပြောမယ်နှိမ်ချမှုတွေပြောမယ်မှားခဲ့တာတွေဝန်ခံမယ်ရင်ထဲမှာတင်းကျပ်သမားတွေဖောက်ခွဲပြစ်မယ်အဲ့ဒီလိုစိတ်တိုင်းမကြသမျှတင်းကျပ်နေသမျှကို ဖွင့်ဟလို့ရမယ် အလုံးပိတ်အခန်းလေးတစ်ခန်းတော့လူတိုင်းပိုင်ဆိုင်သင့်ပါတယ်တခါတုန်းကဆရာဝန်မကြီးဒေါက်တာတက်သွဲဆိုးနဲ့စကားပြောပြတော့ရေးလက်ဆဖြစ်တဲ့စိတ်ကြဝေဒနာဆန်ရာ အကြောင်းအရာလေးတွေပြောပြရင်ဆရာမက သူ့အတွေ့အကြုံတစ်ခုကိုဝေမျှခဲ့ပါတယ်တိတ်ချမ်းသာတဲ့မိသားစုကနေ မွေးဖွားခဲ့ပြီးဇို့အတင်းစေချောင်းတက်ခိုင်းခဲ့လို့အားလုံးနဲ့ဆက်ညင်ဘက်တွေဖြစ်ခဲ့ရင်ကြောင်းထွက်ရမလို့တောင်ဖြစ်ခဲ့ရတဲ့ကျောင်းသားလေးတယောက်အကြောင်းပွားမကျေနပ်တဲ့သူတွေရဲ့နေမီတွေကိုဘောလုံးမှရေးပြီးအဝေးကို ကံပစ်တဲ့အလေးရှိပြီးလူတိုင်းကိုမယုံတော့တဲ့သူ့ကိုဖိအားတွေပေးမဲ့သူရဲ့လို့အားလုံးနဲ့အတိုက်ခံတွေဖြစ်နေတဲ့အချိန်မှာပဲ ဆီယာမရဲ့နားထောင်မှုစွမ်းရည်နဲ့လမ်းညွန်ပေးမှုအောက်မှာလမ်းကြောင်းတဲလို့စီးကြောင်းအောင်သွားပါတဲ့အဲ့ဒီလိုအကြောင်းသားမျိုးမြန်မာနိုင်ငံမှာဘလောက်များခဲ့ပါသလဲတခါကဆမ်မွန်ပွဲတွေကြစာကိုစိတ်မဝင်စားတဲ့စီးကြောင်းသားလေးတစ်ယောက်နဲ့သူ့ရဲ့ရီမန်းချက်ကိုဆွေးနွေးခဲ့ဘူးပါတယ်မိသားစုရဲ့မပြည့်စုံမှုထောက်ပံ့တဲ့အဖွဲ့တွေရဲ့ဖိအားပေးမှု မိသားစုနဲ့ရွာရဲ့မျောလင့်ချက်တွေအောက်မှာဖြစ်ချင်တာနဲ့ဖြစ်နေတာမကန့်ညီတဲ့အခါဘာကိုမှရှေ့ဆက်မရပဲကျွန်းတလို့ဖြစ်တန်းနေတဲ့ចောင်းသားငယ်လေးပေါ့သူဖြစ်ချင်တာကိုဘသူမှစိတ်မဝင်စားနားမထောင်ကျင်ကြပဲလူကြီးတွေရဲ့ဖြစ်ချင်တာကို ပုံဖော်ပေးရင် သူ့ကိုယ်သူပျောက်ဆုံးလာခဲ့တယ်နောက်ဆုံးတော့သူ့ရဲ့အရေးချင်းတွေပျောက်ဆုံးခဲ့တာပါပဲ လူတော်ကလေးကနေ လူဆိုးလေးဖြစ်ပြောင်းလဲခဲ့ပါတယ်။ကဲခရိယံဖះเจ้าမှာရှိတဲ့အလုတ်ပိန်အခန်းလေးအကြောင်းပြောကြအောင်စို့။တဖက်မှာနားထောင်မဲ့တင်းအုပ်ဆရာရှိတယ်။ဒီဘက်မှာအပြစ်ဝန်ခံသူရှိတယ်။လုံမိသမျှအပြစ်တွေကိုမချွတ်မချန်ပြောတယ်။ဝန်ခံနေတင်းအုပ်ဆရာကနားထောင်နေ အမားကိုတင်ချင်းမတိချင်းစစ်ဆေးပြီးတည်ရင်ပြင်ဆင်ဖို့ပြောတယ်။ပြောတဲ့သူနဲ့တင်းအုပ်ဆရာနဲ့ကြားမှာတကားလေးချနေလို့တယောက်ကိုတယောက်မမြင်ရဘူး။ဘယ်သူမှမသိဘူး။နားထောင်ပေးလိုက်တယ်။ယုံကြည်ချက်အပိုင်းကထားပါတော့ဒီလိုအလုံးပိန်ခန်းလေးထဲမှာကိုအပြစ်တွေကိုဝန်ခံလိုက်ရလို့စီထဲမှာပေါ့သွားမယ်။ဘာပဲဖြစ်ဖြစ်နောက်နေ့တွေမှာပေါ့ပေါ့ပေါ့ပါပါနဲ့ဆက်ပြီးဖြစ်တဲ့နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့တခြားနိုင်ငံတွေမှာလို့စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆင်းနေတဲ့ဝန်ဆောင်မှုကတိတ်မတွင်ကြပါဘူးဒီတော့ကိုယ်စိတ်အခြေအနေကို စစ်ဆေးဖို့ရအတော်ခက်ခဲတဲ့ကိစ္စပါပဲလူချင်းချင်းယုံကြည်လို့ပြောတော့လေကို့အကြောင်းတွေကိုခရီးစီတွင်းကြသိပြီးနောက်ွယ်မှအတင်းပြောဒုက္ခပေးတာတွေဖြစ်ကြတော့အချင်းချင်းယုံကြည်ဖို့ဆိုတာလေအတော်ခက်တာပါပဲ ကျမကိုယ်တိုင်တော့ကိုယုံကြည်ရပြီးအရာအလုံးဖွင့်ပြောခဲ့တဲ့သူရှိပေမဲ့သူ့လောက်ရက်တွေကြောင်းပြန်သိရတဲ့အခါအတော်ကိုစိတ်ပြက်ခဲ့တဲ့အပြင် သူ့ကြောင့်အတော်ဒုက္ခရောက်ခဲ့ရဘူးပါတယ်သူစီမဖွင့်ဟာလို့ပြတင်းပေါက်တစ်ချက်ကိုအလင်းတန်းတွေကို ပြန်ရှာဖွေနေတဲ့အချိန်မှာယုံကြည်ရသူပေးတဲ့နောက်ကျောကဓာတ်တန်ရာတွေကြောင့် ြိုလဲခဲ့ရဘူးတဲ့။ဘာပဲဖြစ်ဖြစ်အလုံးပိတ်အခန်းလေးလိုအရာအလုံးဖွင့်ပြောလို့ရမယ်။အခန်းငယ်လေးနဲ့နားထောင်ပေးမဲ့လူတယောက်တော့လူတိုင်းမှာလိုအပ်ပါတယ်။ဒါမှလည်းစိတ်ပေါ်ပါပြီးရှေ့ဆက်နိုင်ပါပါ။တခါတည်းရန်နားထောင်တဲ့သူတော့ရှိပါရဲ့ဆုံးအောင်နားမထောင်ပဲဝင်ပြီးဆုံးဖြတ်တတ်တာကလည်းတခုသောပြဿနာပါပဲ။ ဖြစ်မှာပေါ့နင်းကစိတ်အားငယ်တာကို ဖြစ်မှာပေါ့နင်းအားငယ်အားနေချက်ကိုဆိုတဲ့တမတ်ဆုံးဖြတ်ချက်တွေကြောင့်လဲကိုယုံကြည်ရတဲ့သူတွေစီရင်ဖို့ဖို့ခက်ခဲခဲ့ပြန်ပါတယ်စိတ်ဓာတ်ကြတာတွေစိတ်ကြဝေဒနာတွေဆိုတာကနှစ်သိမ့်ဆင်းရွေုံသူတို့ပြောချင်တာတွေနားထောင်ယုံနဲ့အတော်တတ်တာစီတဲ့ပြဿနာပါ ဒါပေမဲ့အချိန်ရှားပါလွန်းတဲ့ခေတ်မှာဘသူကမှ ကို့အချိန်တွေအကုန်ခံပြီးတခြားသူအကြောင်းကိုစိတ်ဝင်စားနေနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့သူကယုံကြည်လို့ပြောပြပြီးဆိုရင်တော့ဆုံးဖြတ်ချက်မပေးဘဲနားထောင်ပေးလိုက်ပါ။ဘသူကိုမှပြန်မပြောနဲ့။သူ့ရဲ့ယုံကြည်ချက်ကိုလေးစားပြီးနားထောင်ပေးလိုက်ပါ။ ကိုယ့်ရဲ့နားထောင်ပေးမှုကြောင့်လဲလောကကြီးပိုလှလာနိုင်တယ်လို့သူတို့ရဲ့ယုံကြည်ချက်ကြောင့်လဲကို့မှာခွန်အားတွေတိုးလာပါတယ်။ဒါကြောင့်အလုံးပိန်ခန်းလေးဖြစ်ကို့ကိုမြင်တဲ့သူ ရှိရင်တော့သူ့ကိုကူညီပေးလိုက်ပါ။73ရက်4လ2019ပြောပြချင်တာလေးညီမလေးကြီး ဒီနေ့မှာခရီးထွက် စာတွေဖတ်ရင်းညီမလေးကို ပြောပြစရာတွေရှိလာပြန်တယ်။နေရာဒေသအစ်စ်တွေရောက်တိုင်းထူးခြားစံပြတဲ့ဒလိစရိုက်တွေတွေ့တဲ့အခါသဘောပေါက်နားလည်လာခဲ့တယ်။လူချင်းတူပေမဲ့ရှင်သန်မှုချင်းမတူဘူး။ယုံကြည်ချက်တွေမတူဘူး။မတူတာဟာအမှားမဟုတ်ဘူး။ကွဲပြားဖို့မဟုတ်ဘူး။တူညီမှုတွေမှာ အလှတရားရှိတယ်။ ပကြီကားတွေကိုပဲကြည့်တူညီတဲ့အရာတစ်ခုပေါ်မှာမတူညီတဲ့အရာတွေကိုပေါင်းဆက်ထားတာဒါကြောင့်မို့တူးနဲ့တူးဘလို့တွေပဲကွဲပြားခြားနာ မတူညီပါစေလူဆိုတဲ့တူညီမှုမှာမတူတာတွေကိုလှအောင်ဖန်တီးနိုင်ရမယ်မိသားစုဆိုတာမတူသူတွေစုဖွဲ့နေတာတငယ်ချင်းဆိုတာမတူသူတွေပဲ ရက်ကွက်မြို့ရွာ နိုင်ငံတွေဟာလည်းမတူတာတွေကြီးပဲမတူကြပါမယ်လူသားချင်းချင်းဆိုတဲ့အတိတရားစာနာငဲ့ညာမှုဆိုတဲ့မြစ်တာတရားတွေမှာတူညီခဲ့ကြတယ်အဲ့ဒီလိုတူညီချိန်မှာအရာရာဟာလှပလာတယ်ကဘာကြီးကပြောစရာကောင်းလာတယ်ဒီတူညီမှုတွေပျောက်ဆုံးသွားရင် မတူညီမှုတွေကြောင့်ပဲအရာရာရုပ်စုအကြီးတန်းသွားမယ်။ဒါကြောင့်မို့မတူညီတာတွေကြုံရတိုင်းအလှတရားကိုရှာဖွေဖန်တီးနိုင်ပါစေညီမလေးရေ။လွတ်လပ်သူညီမလေးရေလက်ဆက်တဲ့နေကြီးအေးမြတဲ့လေပြေကိုခံစားရင်းချမ်းမြေတရားတဲ့မနှက်ခင်းလေးဖြစ်ပါစီ။ကျေပြောလာတဲ့ကဘာကြီးမှာ ွတ်လပ်စွာရှင်သန်နိုင်ပါရဲ့နဲ့အမြင်အသိတွေကိုဘောင်ခတ်ပြီး ကိုကိုကိုအချင်းချတတ်သူတွေကြောင့်ညီမလေးကိုပြောပြမယ်။တချို့သူတွေဟာကိုအကြိုက်တဲ့လောကကြီးကိုကြည်တတ်တယ်။ကိုအကြိုက်မဖြစ်တဲ့အခါလောကကြီးကိုအပြစ်တင်တယ်။ကိုကိုကိုအပြစ်တင်တယ်။စိတ်ပြက်လိုက်စိတ်ညစ်လိုက်နဲ့ပင်ပန်းကြတယ်။တချို့ကြတော့ ကိုဖြစ်ချင်သလိုဖြစ်ဖို့အတင်းအတင်းအဓမ္မအလုပ်ယူကြတယ်။သူသဘောသူဆောင်တဲ့လောကကြီးဟာဘသူအလိုကိုမှမလိုက်တာမို့ဘလို့လှုပ်ယူလှုပ်ယူဖြစ်သည့်ဖြစ်တတ်တာတဲ့ပုံမဖြစ်နိုင်ဘူးလေ။ဒီတော့လေပြင်းမင်းကြရပြန်တာပေါ့။မြတ်စွာဘုရားမှရှိတဲ့တကိုးနှမျိုးအကြောင်းပြောပြအောင်မယ်။အဲ့ဒါက ဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်တဲ့တကူရဲ့ဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဆိုတာကို သိတဲ့တကူရဲ့တဲ့ဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်တာကတမာရီဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဆိုတာကိုသိတာကပညာပေါ့ညီမလေးရေကိုဖြစ်ချင်နိုင်ဖြစ်လို့မရဘူးဖြစ်ချင်တယ်လို့ဖြစ်နေတဲ့လောကဆိုပြီးတဘာဝတရားကိုသိကြသိထားရင် ဖြစ်ချင်းနဲ့ပြက်ချင်းအကျိုးနဲ့အကြောင်းကိုသိပြီးနေရတာလွတ်လပ်လာတယ်။ဒါကိုယောနိတော်မနတိကာယလို့ခေါ်တယ်။ကိုဆန္နာကိုအမြင်တွေနဲ့လောကကိုဘောင်ခတ်ပြီးကိုကိုကို အချင်းချတတ်သူတွေထဲမှာညီမလေးမပါပါစီနဲ့ကွယ်။လောကကြီးထဲမှာလွတ်လပ်ပေါ်ပါတဲ့စိတ်နဲ့ရှင်သန်ပါ။ဘာကိုမှအစုပ်ကိုင်မထားနဲ့ ဘယ်အရာကိုမှမစွဲလန်းနဲ့အေးမြတဲ့မေတ္တာတရားငြိမ်းချမ်းတဲ့အတ္တတရားနဲ့အရာရာကိုရင်ဆိုင်ကြော်ဖြတ်လွတ်လပ်စွာနေထိုင်တတ်ပါစေညီမလေးရေခုနှစ်ရက်9လ2019ညီငွေချင်းကိုတွန်းဖယ်ခြင်းညီမလေးရေရန်ကုန်မှာကျင်းပခဲ့တဲ့လူငယ်တွေ့ဆုံပွဲတစ်ခုမှာလူငယ်လေးတယောက်ကအမကိုမေးတယ် ပရာဟိတလုတ်တဲ့ကာလတွေမှာဘလို့အခက်ခဲတွေကိုရေဆိုင်ခဲ့ရလဲဘလို့ဖြည့်ရှင်းခဲ့လဲတဲ့ညီမလေးရေပရာဟိတလောကထဲမှာကြုံရတဲ့အခက်ခဲတွေကတော့မရေနိုင်အောင်ပါပဲပုံများလာတဲ့အခက်ခဲတွေကြားထဲမှာကြီးမားလာတဲ့အခက်ခဲတွေလည်းရှိပြန်တယ်ဒါကတော့ကိုယ်စိတ်ကိုနိုင်နှင်းဖို့ပါပဲငွေကြီးကြီးနဲ့လုံရတဲ့ကိစ္စတွေမျိုး ကိုယ်စိတ်ကိုနိုင်နှင်းဖို့လိုတယ်။ဂုံကြီးသူတွေနဲ့ဆက်ဆံရလို့ကိုယ်စိတ်ကိုနိုင်နှင်းဖို့လိုတယ်။အာနာရှိသူတွေနဲ့တွေ့ဆုံရတာမို့ကိုယ်စိတ်ကိုနိုင်နှင်းဖို့လိုတယ်။နောက်ဆုံးနိုင်နှင်းခြင်းကတော့အေးကြီးပါတယ်။ပြင်းရင်ညှင်းငွေခြင်းကို နိုင်နှင်းခြင်းပါ။ညီမလေးရေပရိုက်တက်လုတ်တယ်ဆိုတဲ့နေရာမှာတမျိုးတည်းကိုပဲ လုတ်ကြတာရှိသလို့ ောင်းရမှန်သမျှလုပ်ကြတာတွေလည်းရှိတယ်။ဘလို့ပဲဖြစ်ဖြစ်တူညီတဲ့အလုပ်တွေကိုပဲအချင်းတွေအကြာကြီးနှစ်တွေအကြာကြီးလှုပ်လာတဲ့အခါပြင်းလာကြတာညီငွေလာကြတာမျိုးတွေဖြစ်လာတတ်တယ်။အဖွဲကိုဥဆောင်တဲ့သူတွေမှလည်းဖြစ်လာနိုင်တယ်လို့အဖွဲသားတွေမှလည်းဖြစ်လာတတ်ပြီး အဖြစ်များပြီးအဖွဲရဲ့ရည်မှန်းချက်ကိုမယုံကြည်ကြတဲ့လူတောင် ဖြစ်လာတတ်ပါတယ်။ ဒီအခါကိုပါလို့ဒီလုတ်ကိုရွေးချယ်ထားတယ်လေကိုအလုတ်ကနေဘလို့လူတွေပို့ကောင်းလာနိုင်တယ်လေကိုရောယုံကြည်ယုံကြည်ချက်တွေဘလောက်ပိုရှိလာနိုင်တယ်လေအဲ့ဓာတွေကို ပြန်တွေးပြီးကိုရဲ့ညီငွေချင်းကိုချေဖြတ်ဖို့လိုပါတယ်အမလည်းညီငွေရာတွေရှိတာတွေ့ရှိတယ်အလုတ်တွေကိုညီငွေလာတယ်ပင်မဆင်းရဲရခြင်းကို စိတ်ကုံလာတယ် လူတွေရဲ့အတွင်းစိတ်တွေကိုစိတ်ပြက်လာတယ်။ဒီတော့လုံနေတဲ့ပရိဒအလုပ်တွေကိုစက်မလုပ်ချင်တော့တလို့ညှင်းငွေ့လာတယ်။ဒါပေမဲ့ကိုတက်နိုင်တာလေးတွေကုညီလေရင်ပြေလည်သွားမယ်ဆိုတာသိတဲ့အခါကိုစူးစမ်းနေတာလေးတွေကလိုအပ်နေသူတွေအတွက် အထောက်အကူဖြစ်တယ်ဆိုတာသိလာရတဲ့အခါညီငွေတာတွေစိတ်ပင်ပန်းတာတွေက အလိုလိုပြောက်ရပါတယ်။ ကိုဟာအတန်းဝင်နေတဲ့နေရာမှာရှိနေတယ်လို့မခံစားရရင်ဘဝဟာနေပြောစရာမကောင်းဘူးလေပရာဟိတလုံနေတော့ကိုကိုလိုအပ်နေသူတွေလည်းရှိနေတာမို့ရှင်သန်ရတာအတိတ်ပဲရှိပြန်ပါတယ်ညီမလေးရေညီငွေချင်းဆိုတာပရာဟိတအလုပ်တစ်ခုထဲမှာပဲရှိတာမဟုတ်ပဲလုပ်ငန်းသားမှာရှိတယ်တူညီတာကိုပဲနှစ်ပေါင်းများစွာလုပ်ကင်နေတာမျိုး တူညီတဲ့ပတ်ဝန်းကျင်မှာပဲနေထိုင်နေရတာမျိုးဆိုညီငွေလာတတ်တယ်။ညီငွေချင်းကိုမတွန်းနိုင်တဲ့အခါလုပ်ငန်းခွင်ပြောင်းတာနေရာပြောင်းတာစိတ်ညစ်လာတာနဲ့စိတ်ဓာတ်ကျလာတာတွေဖြစ်လာတတ်တယ်။ဒါကြောင့်တူညီတာတွေပဲနေ့စဉ်ကြုံလာရပြီဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာသင်ယူစရာအစ်စ်တွေစိတ်ဝင်စားစရာအစ်စ်အစမ်းတွေနဲ့ကိုယ့်အရင်ချင်းပို့တိုးမဲ့ စင်ခုံမှုတွေကိုလက်ခံရမယ်။ပြီးတော့ရင်ဆိုင်ပြီးအောင်မြင်အောင်ကြိုးစားပြီးညှငွေချင်းကို ဖြည့်ရှင်းရမယ်။အခက်ခဲဆိုတာညှငွေမတော်အောင်ထားတဲ့အလှည့်အပြောင်းတွေလည်းဖြစ်တယ်။တသက်မထဲဖြစ်နေတဲ့ဘဝကညှငွေစရာကြီးမှုထက်မြက်ထူးချွန်လာအောင် အခက်ခဲတွေကိုကြော်ဖြတ်ကြရစမယ်မို့ပရာဟိတလုပ်ငန်းပဲဖြစ်ဖြစ် တခြားလုပ်ငန်းငွေမဲ့ဖြစ်ဖြစ်ညီငွေချင်းကိုတွန်းဖယ်ဖို့ကိုစိတ်ကိုနိုင်နှင်းပါလို့တတိပေးပါတယ်ညီမလေးရေ25ရက်လေးလ2019သူတော်ကောင်းတဲ့သူတော်ကောင်းညီမလေးရေ2019ကအမအတွက်ခီးသွားနေလို့ပြောရအောင်ကို ခီးတွေစတိုက်ထွက်နေရလို့ စာရေးချိန်အတွန်နှဲခဲ့တယ်။ညီမလေးစီကိုတောင်စာမဖို့ဖြစ်တာအတော်ကြာခဲ့ပြီပေါ့။စိတ်ကရှိပင်မဲ့ချမေးဖြစ်တာပေါ့လေ။ညီမလေးကိုတော့အမြဲတမ်းရဖြစ်ပါတယ်။ညီမလေးရေခီးတွေသွားရင် လူအမျိုးမျိုးနဲ့ခင်မင်းရင်းနှီးရာကဒေတာတီတီကလူတွေရဲ့စိတ်ရင်းနဲ့ဒလိတွေကိုသိခဲ့ရတယ်။ ပိုကျဉ်းနှံ့မိတာတွေရှိသလိုရှောင်ရံလေးတွေကိုလည်းတင်ယူခဲ့ရတာပေါ့ကောင်းနာတွေအမြဲလုတ်တက်တာက သူတော်ကောင်းသူတော်ဘာကိုပါ ကောင်းနာလုတ်ခွင့်ရအောင်လမ်းပြပေးတာက သူတော်ကောင်းထက် သူတော်ကောင်းတဲ့မကောင်းတဲ့အမှုတွေပြုမှုတတ်တာကလူမိုက်ကိုပါမက ကိုဘေးကသူကိုပါမကောင်းတဲ့အမှု ပြုမှုပြဖို့တိုက်တွန်းရင်တော့လူရိုင်းပါတဲ့ ဒီနေ့မနေ့တရားနာရင်သိခဲ့ရလေးအလေးတွေကိုမြမလေးစီမျှဝေခြင်းမူတယ်အမတို့ကလူပတ်ဝန်းကျင်နဲ့သွာလာလှုပ်ရှားနေရလေတော့ဆန်းစစ်အကဲဖြတ်ပြီးအချင်းချင်းပေါင်းသင်းနေတိုင်ဖို့ပေါ့မြတ်စွာဘုရားကလူမိုက်ဆူလင်းရှောင်းသွေးလွဲလို့မမီဝဲနဲ့ကင်းအောင်နေလို့မင်္ဂလာတုတ်တယ်မှာဟောကြားခဲ့တယ်မလား ကိုတိုင်လဲလူကောင်းဖြစ်အောင်ပြီးတော့ကိုပတ်ဝန်းကျင်ကမိတ်ဆွေကိုလည်းဘလို့ဘယ်သူဆိုတာသိနိုင်ဖို့ကအရေးကြီးတယ်လေညီမလေးရေခင်နဲ့ညီသွားလာရင်ခေထဲမှာနေထိုင်ရင်းနဲ့သူတော်ကောင်းကနေသူမိုက်ဖြစ်ပြီးသူရိုင်းမှာဖြစ်ကုန်တာတွေများလာပေါ့လေဒါကြောင့်ကောင်းမှုမှန်သမျှပြုပြအောင်ပြုပါမကောင်းမှုမှန်သမျှမပြုပြအောင်ရှောင်ကျင်ပါ အများကောင်းကျိုးဖြစ်ဖို့ရာတိုက်တွန်းကြိုးစားပါစိတ်ကောင်းရှိဖို့ရာ အမြဲကြိုးစားပါနော်ဘသူမိုက်မိုက်ညီမလေးမမိုက်ရဘူးဘသူရိုင်းရိုင်းညီမလေးမရိုင်းရဘူးဘသူကောင်းကောင်းညီမလေးကပိုကောင်းရမယ်ညီမလေးကိုသူတော်ကောင်းထက်သူတော်ကောင်းဖြစ်စေခြင်းလို့ပါကွယ်73ရက်9လ2019 ။ဤစာအုပ်လေးအားဖတ်ခွင့်ပေးပါတော့ဆီယာမခင်းနှင်းကြည်သာအားကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နားဆင်ပေးသူအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်နော်။ကျမတို့ရဲ့ခွန်အားချန်နယ်ကနေစာပေရသဆုံကိုဖျက်ပြတင်ဆက်ပေးသွားအောင်မှာမို့လိုက်အောင် subscribe ရေလုပ်ပေးဖို့မမေ့ပါနဲ့နော်။နားဆင်သူအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။